ကဲခုနောက်ဆုံးနေရာဖြစ်ဆီယမိုဒိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလီနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ2020ဒီပြဿနာနောက်ပိုင်း10နှစ်ခွန်ကနေဟိုနေရာကိုဟိုတဘုံကသိမ်းလိုက်ဒီနေရာကိုဒီတဘုံကသိမ်းလိုက်ဆိုတာမျိုးဖြစ်ခဲ့ပါတယ်လက်ရှိအချိန်မှာဆိုရခိုင်ကအေအေကိုဖိဖိစီစီပြန်မလုပ်သေးတဲ့အတွက် ရခိုင်ဒေသတော်တော်များများကိုအေအေတို့နေမြေစုံမထားနိုင်နေပါတယ် မြန်မာနိုင်ငံအနှံ့မှာစစ်မျက်နှာတွေဖြစ်နေတော့ဟိုနာထိန်းထားရဒီနာထိန်းထားရနဲ့စစ်တပ်ဘက်ကဘယ်နေရာကိုမှအင်ပြေအံပြေစစ်တိုက်လို့မရဘူးလို့ဖြစ်နေတာပါမဟုတ်ကြဘာတွေလို့အလူလူပေါ်လာတဲ့အဲ့ဒီသဘုံတွေကိုဘလို့နှိမ်နေမလဲစစ်သူကြီးစွန်စူးစာတွေဖတ်ဘူးပြီမဲ့ကိုကစစ်သားမဟုတ်တော့စစ်မှာဘျူဟာတွေတေးချမသုံးဘူး ်မြန်မာနိုင်ငံစစ်တပ်မှာဘာလက်နက်တွေရှိတယ်ဘသူတွေရှိတယ်ဆိုတာလဲမသိပါဘူးငယ်ငယ်ကတော့ရမ်ဘိုတို့မာရီယိုတို့လိုဂိမ်းတွေတော့စော်ဘူးပါတယ်တကယ်လို့စစ်တပ်မှာစစ်သား3သိန်းရှိတယ်ဆိုပါစို့တသိန်းကိုအရေးကြီးနေရာတွေကိုကာကွယ်တောင့်ခံထားရမယ့်နေရာတွေမှာအခြေချထားမယ် နောက်တစ်သိန်းကမိုဘိုင်းပုံစံနဲ့အခြေချထားတဲ့နေရာတွေလာတိုက်ခံရရင်ကူညီဖို့နဲ့ထောက်ပံ့ရေး logistic အတွက်အဆင်သင့်ဖြစ်နေစေရမယ်။အရှိမတိုက်နေတော့အနောက်ကိုဝင်တိုက်ရင်ဖြစ်ဖြစ်အခြေချလုံခြုံရေးယူထားတဲ့အရေးကြီးနေရာတွေကိုလာတိုက်လို့ဖြစ်ဖြစ်စစ်တိုက်နေရတဲ့စစ်ကြောင်းတွေလိုအပ်တဲ့လက်နက်ရိတ်ခါကူပေးဖို့ဤကွေးမအစုံနဲ့စတန်ဘိုင်းစောင့်နေတာမျိုးပါ။ ကျန်တဲ့စင်သားတသိန်းကအခုဇောင်းထနေတဲ့သဘုံတွေတပွဲချင်းစီကနေစပြီးတိုက်သွားမယ်ကလေးအတွေ့ပေါ့ဥပမာအေအေကိုစစ်သူကြီးမှာဗန္ဓုလာက ရခိုင်မြောက်ပိုင်းမြောက်ဦးဘက်ရခိုင်တောင်ပိုင်းအေယံဝရီရခိုင်အလဲပိုင်းကိုရေတက်လှေသိမ်းမောနဲ့တပြိုင်တည်းဝင်တိုက်တယ်ရခိုင်သဘုံတွေစစ်မျက်နှာအများကြီးမဖွင့်နိုင်လို့ကစင်ကလေးအဖြစ်ပြီးစစ်ရှုံးတယ်အခုအဲ့လိုစစ်ကြောင်းသုံးခုခွဲပြီးကြီးရေလေစူပေါင်းတိုက်မယ်ဆို ရခိုင်အေးသဘုံခံနိုင်မှမလားရခိုင်တောင်ပိုင်းကစစ်သား9000မြောက်ပိုင်းကစစ်သား9000စီညှက်ပြီးရေတက်ကအလေတန်တွဲကြောက်ဖြူကစစ်စီရေးဝင်မယ်လေတက်ကဝင်းတကူလုံးစိုးမိုးပြီးဟန်ချက်ညီညီတပြိုင်တည်းတိုက်မယ်ဆိုတာမျိုးပေါ့အေးအေးပြင်းရင်ပလဝကနေချင်းပြင်းနေအဲဒီကတစင်းအညာဒေသဆက်ပြီးတစုတစည်းတဲ့စစ်ကြောင်းဆက်ထိုးမယ်အညာကနေကချင်းကရအေးစီဝင်မယ် နားလည်မှုရထားပြီးအခုပြည်ထနာမှာနိုင်ငံဖြတ်တာဝင်မပါတဲ့လက်နက်ကင်ကိုခြံထားပြီးရှမ်းပြည်ကိုဆက်ရှင်းမယ်အန်စီအမဟုတ်တော့ပါဘူးလက်မခံတော့ပါဘူးဆိုတဲ့အဖွဲ့ပါအကုန်ဖိအားပေးရှင်းမယ်ရှမ်းမြောက်ကနေရှမ်းတောင် ရှမ်းအရှိရှမ်းတောင်ရှမ်းအရှိမှာ ရှင်းရမဲ့သဘုံသိမ့်မရှိပါဘူးပြီးရင်ကရကရင်တလင်းနိုင်ဆိုပြီးကလောဝေဘုံစံနဲ့ဆက်ရှင်းမယ် တော်လစရှမ်းမြောက်ကိုတောင်ခန်းကနေနှောင်ချိုကြောင်မဲ့တီဘောဆက်နိုင်ဝင်ရှင်းတယ်လို့မျိုးပေါ့လက်နဲ့လေရင်နဲ့ suicide drone တွေကိုခုခံနိုင်မယ်မထင်ပါဘူးကလေးအတွင်းနဲ့ဂိမ်းကစားတယ်လို့စိတ်ကူးယဉ်ကြည့်တာပါမြန်မာနိုင်ငံလက်နဲ့ကိုင်းသဘုံရှင်းသွားမယ်ဆိုရင်ဘာလို့လို့ထောက်ခံမဲ့ပြည်သူတန်းပေါင်းများစွာရှိပါတယ်တနိုင်ငံလုံးဝိုင်းဝန်းပံ့ပိုးပေးကြပါလိမ့်မယ် ရေးခဲ့သလိုသဘုံနှိမ်နင်းတာတိုင်းရင်သားစီလုံးညီညွတ်ရင်းနဲ့ဘာမှမဆိုင်ပါဘူးသဘုံကိုနှိမ်နင်းလို့မကြည်မနဲ့ဖြစ်နေရင်သဘုံနဲ့သဘုံအားပြီးတွေပဲဖြစ်ပါမယ်မရှင်းလို့အသိမဖြစ်တော့ပါဘူးရခိုင်ဝန်ကြီးဥဇော်အေးမောင်က ရခိုင်ကပြည်တော်စုကခွဲထွက်သွားရင်ရခိုင်ဆိုတာကိုပြလိုက်မှသွားကြည့်ရလိမ့်မယ်လို့ပြောပါတယ်သူက ပြူလူမျိုးမရှိတော့တာကိုကိုးကားပြီးပြောသွားတာပါ ရခိုင်ကထင်ရှားတဲ့အမဟောင်းဒေါက်တာအေးမောင်လဲရခိုင်ခွဲထွက်မဲ့ကိစ္စကိုထောက်ခံတာမတွေ့ဘူးဒေါက်တာအေးမောင်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးရခိုင်ဖွဲ့စည်းပုံဥပဒေရေးတာတောင်လက်မခံသေးဘူးထုံမြင့်နိုင်တို့စိတ်ကူးယဉ်နေကြတာပါရခိုင်ကိုပြည်တော်စုက ခွဲထုတ်လို့မရပါဘူးပြည်တော်စုနဲ့ပြည်သူကလည်းခွင့်ပြုမှာမဟုတ်ပါဘူးမြန်မာနိုင်ငံတွင်းမှာအခုအချိန်လောက်ပြည်သူတွေတဘုံကိုအလိုမရှိတော့တဲ့အချိန်မရှိခဲ့ဘူးပါဘူး တဘုံတွေတပွဲနဲ့တပွဲရောအချင်းချင်းရောခွက်ဆောင်တွေခုန်နေကြတာပါဖက်ဒရယ်စနစ်နဲ့နိုင်ငံထူထောင်မှာဖြစ်လို့တဘုံနှိမ်နှင်းမှာဖြစ်တယ်ကိုပြည်နယ်ကိုအုပ်ချုပ်လိုတဲ့သူတွေယူကောက်ပွဲဝင်မာလို့ပြောပြီးကိုကိုကိုထောက်ခံနေတဲ့နိုင်ငံကြီးတွေအကူအညီယူပြီးတော့လုံလိုက်မယ်တီဘုံကိုစစ်တဲ့ပြန်ရသွားပါပြီနမ်မတူကိုလည်းဘုံကျဲနေပါပြီရှမ်းမြောက်ဂုံတရေးလမ်းကြောင်းပြန်ပွင့်တော့မယ်တည်ကြပါတယ်နန်းခမ်းမိုးကုတ်လည်းပြန်သိမ်းပါပါ ပလောင်တွေမိရှုဖြက်စီးထားတဲ့တရားတွေဘုံခွဲထားတဲ့တရားတွေပြည်သူပိုင်းပြည်စည်းခိုးယူတာက လွဲပြီးတော့ဘာမှမလုံနိုင်တော့ပါဘူးတရားလေးပလောင်ကို ရှင်းသလိုကြီးရည်လေးပေါင်းပြီးအေရီကို ရှင်းရင်ရောဘလောက်ကြာမယ်ထင်လဲတကယ်လို့ရင်နိုင်ငံစစ်တပ်ကိုဘယ်သဘုံကမရှင်းနိုင်ပါဘူးတိုက်စစ်တိုက်မဲ့စစ်တိုက်မဲ့ဘ ிய ူဟာကတော့စာသဘောအရရေးတာပါသဘုံတွေကို ရှင်းစီဂျင်နာကတော့ အမှန်ပဲဆိုတာကို လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့